အားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါရမရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်လက်အောက်ခံကိုကန့်ကောင်းဆောင်ဟောင်းပယ်ဆောက်ချိန်အပါဝင်9ဦးကိုတည်တံနှင့်ဆိုင်းငံ့တည်တံများတရားရုံးကချမှတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာစစ်တပ်လက်အောက်ခံကိုကန့်ကောင်းဆောင်ဟောင်းပယ်ဆောက်ချိန်အပါဝင်9ဦးကိုတည်တံနှင့်ဆိုင်းငံ့တည်တံများ တရုတ်တရားရုံးကယနေ့ချမှတ်လိုက်ကြောင်းတရုတ်နိုင်ငံမှလာသောသတင်းများအရသိရှိရပါတယ်။ယနေ့နိုဝင်ဘာလ၄ရက်နေ့ကွမ်တုံပြည်နယ်ရှန်ကျန်းမြို့တရားရုံးကပေမီတာစုများကကျူးလွန်ထားသောရာဇဝတ်ကံဤအမှုများအတွေ့ရင်ကဲ့သို့တည်တံပြစ်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။မြန်မာစစ်တပ်ကကြောထောက်နောက်ခံပေးခဲ့သောကိုကန့်ကောင်းဆောင်ဟောင်းပဲ့ဆောက်ချင်းပဲ့ရင်ဆိုင်ရန်လီချံခူးလျှောက်ကျန်းနှင့် ချင်းကွန်ကြီးစုစုပေါင်းတရက်ခန်း၅ဦးကိုတည်တံချမှတ်လိုက်ကြောင်းသိရပါတယ်။အခြားတရက်ခန်း၅ဦးဖြစ်တဲ့လီဖူဆိုးနဲ့လီစစ်တဲတို့ကိုနှစ်နှစ်ဆိုင်းငံ့တည်တံချမှတ်ခဲ့ပါတယ်။ကော့ချန်ကျိန်နဲ့ဖန်ရှက်အပါဝင်တရက်ခန်း၅ဦးကိုထောင်ထံတသက်ချမှတ်ခဲ့ပြီးလီလုံခွာနဲ့လုံးဝွန်တင်အပါဝင်တခြားတရက်ခန်း၉ဦးကိုထောင်ထံ20နှစ်မှ3နှစ်ထိချမှတ်ခဲ့ပြီးငွေတံပစ္စည်းသိမ်းယူခြင်းနဲ့ပြည်နှင်တံပေးခြင်းကဲ့သို့သောနောက်ဆက်တွဲပြစ်ဒဏ်များချမှတ်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတရက်ခန်းများမှဆက်သွယ်ရေးနှင့် ၊ကိုရက်လိမ်လည်မှုများ၊ကာစီနိုများဖွင့်လှစ်ခြင်း၊ရည်ရွယ်ချက်ရှိရှိတက်ဖြတ်ခြင်း၊ရည်ရွယ်ချက်ရှိရှိထမ်းရရစေခြင်း၊ပြန်ပေးဆွဲခြင်း၊ငွေညှစ်ခြင်း၊စီစဉ်ခြင်း၊အာရမပြည်တစားလုပ်ငန်းနှင့်အခြားသူများကိုတရားမဝင်နေဆက်ဖြတ်ကျော်ရန်စီယုံခြင်းကဲ့သို့သောရာဇဝတ်မှုလုံဆောင်ချက်များ၊လောင်ကစားလိမ်လည်မှုနှင့်ရွှေ29ဘီလီယံကျော်လိမ်လည်သွားမှုတရုတ်နိုင်ငံသား6ဦးသေဆုံးတရုတ်နိုင်ငံသား7ဦးမိမိကိုယ်ကိုတတ်သိခဲ့ပြီးတရုတ်နိုင်ငံသားများစွာထံရရရှိမှုများဝူးရစေပွားမတ်သက်ဖက်တမင်း ်စက်တတန်ခန့်ကိုရောင်းချရန်နှင့်ထုတ်လုပ်ရန်လေဘူပေါင်းကြံစီခဲ့မှုများဖြင့်ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်မြန်မာစစ်တပ်ကတရုတ်နိုင်ငံကဖမ်းဝရမ်းထုတ်ထားတဲ့ဖေဆောက်ချိန်အပါအဝင်၁၀ဦးကို၂၀၂၄ဇန်နဝါရီ၁၀ရက်နေ့တွင်တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ပြီး၂၀25ဇူလိုင်၁၇ရက်၌တရားစွဲမှုများစတင်ခဲ့ခြင်းဖြစ်ကောင်၂၀25ခုနှစ်နိုဝင်ဘာ၄ရက်နေ့တွင်အပိသက်အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပါသည် ဆရာပီ ALP မှာအင်အားတိုးလာပြီးစစ်တွေမြို့နေရာ၃ခုတွင်အခိုင်အမာတက်ဆွဲထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ပြည်စစ်တွေမြို့တွင်အခြေစိုက်သောဒေါ်စောမြရာဇာလင်ဦးဆောင်သည့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှာစစ်သားအင်အားရခင်ထက်တိုးလာနေပြီးနေရာ၃ခုတွင်အခိုင်အမာတက်ဆွဲထားကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။ ဒေါ်စောမြရာစာလင်ဦးဆောင်သော ALP တွင်2023မှတိုင်ခင်အထိစစ်သားအင်အား200မဖြည့်ခဲ့တော့လေလက်ရှိ2025ခုနှစ်အတွင်းမှာစစ်တင်တဲ့အများအပြားပြီးပြီးနောက်တပ်အင်အား600ကျော်အထိရှိလာနေကြ ALP နှင့်နီးစပ်သည့်သတင်းရင့်မြစ်တအုပ်ကပြောပါရယ်စစ်တွေမျိုးထဲမှာ ALP ကနေရာ3ခုမှာအခိုင်အမာတက်ဆွဲထားတယ်မင်းခန့်အကွက်2ရဲနာစီရက်ကွက်ဓညဝရီရက်ကွက်ရဲအဲ့ဒီနေရာတွေမှာတက်စခန်းအခိုင်အမာနဲ့ခြားထားတယ်မင်းခန့်မှာစစ်သားအင်အား200ကျော်လောက်ရှိမယ်နာစီကတော့ ဌာနချုပ်ဆိုတော့အင်အားများတယ်300နီးပါးလောက်ရှိမယ်။ထံရောက်ဝရီကတော့အင်အားနေတယ်နောက်မှတိုးချဲ့ထားတာဆိုတော့100နီးပါးလောက်ရှိမယ်။သူတို့တက်စခန်းရှိတဲ့နေရာတွေဆိုလူတွေသွားကျင်တယ်လို့သွားလို့မရဘူးအစီအစီအမေးမြန်ခံပြီးမှသွားဝင်ရတာဟုပြောပါတယ်။နာစီရက်ကွက်ထဲက ALP တပ်ဌာနချုပ်တီအေတာယာလန်တွေရှိပြီးဒညဝတိရက်ကွက်မှာအစ်တိုးချဲ့ထားသည့်တက်စခန်းအစ်စ်နဲ့ဆက်သွယ်ချိတ်ဆက်ထားကြောင်းအဆိုပါသတင်းရင်းမြစ်ကပြောဆိုပါတယ်။ဒညဝတိရက်ကွက်ထဲမှာအရင်ဟိန်နူဒန်လို့ခေါ်တဲ့နေရာမှာ ALP ကတစက္ကန့်အသစ်တိုးချဲ့လုပ်ထားတယ်။အဓိကတော့တပ်သားရေအတွက်များလာတာရဲ့အကြောင်းလူမရှိတဲ့နေအိမ်တွေခြံဝင်းတွေကိုအကုန်လုံးတတ်ပိုင်နေရဆိုပြီးတင်လိုက်တာပဲ။တက်ချန်ခတ်လိုက်တယ်။ပြီးရင်တက်စက္ကန့်လုပ်လိုက်တယ်။ပြီးတော့ဌာနချုပ်နာစီတက်နဲ့ချိတ်ဆက်ထားတယ်။ ALP ကအင်အားနည်းနည်းအားကောင်းလာတယ်လို့ပြောလို့ရတယ်ဟုဆိုပါတယ်။ ဒေါ်စောမြရာစားလေးဦးဆောင်သောရခိုင်ပြည်လူမျိုးရေးပါတီ ALP နှစ်နှစ်အတွင်းမှာအင်အားများပြားလာခြင်းမှာစစ်တွေမျိုးရှိအလုံးလက်မဲ့နဲ့စစ်ပေးလျှောက်များအားစီယုံတင်နန်းပေးခြင်းကြောင့်ဖြစ်သည်ဟုနောက်ထပ်စစ်တွေမျိုးကန်သတင်းရင်းမြစ်တအုပ်ကပြောပါရယ် ALP ကစစ်တွေမျိုးမှာအလောက်ကင်မရှိလို့မိသားစုရက်တည်ရဲ့အတွက်အခက်အခဲဖြစ်နေတဲ့သူတွေလေရင်းနေကြတဲ့သူတွေကိုအဓိကစီယုံနေပြီးတော့စစ်ပေးလျှောက်မိသားစုတွေထဲကအချို့လူငယ်တွေကိုစီယုံနေပြီးတော့စစ်တင်နန်းတွေပေးတယ်အဲ့လိုတက်အင်အားများလာတယ်လို့ပြောပါရယ် အချို့စစ်ပေးရှောင်တွေဆိုအစရင်တိုင်ကြဖို့ပြက်ကွက်တာနဲ့ပတ်သက်မပေးနိုင်လို့ဆိုပြီးစစ်တပ်နဲ့ပါသွားတဲ့သူတွေလည်းရှိတယ်လို့ပြောပါရယ်စစ်တွေမျိုးရက်ကွက်တချို့နဲ့စစ်ပေးရှောင်စခန်းရှိရာဖုံကြီးเจ้าများကို ALP မှဝင်ရောက်အစရင်စစ်ချင်းကိုစစ်ကောင်စီတပ်သားများဖြင့်ခွဲတန်းယူ၍ပြုလုပ်ကြကြောင်းသိရပါရယ် ALP မှတပ်သားစုဆောင်ရာတွင်ရခိုင်လူငယ်များအားအ धिक စုဆောင်ထားပြီးမွတ်စလင်လူငယ်များနေကြောင်းနှင့်စစ်ကောင်စီကသာမွတ်စလင်လူငယ်များအားအ धिक ခေါ်ယူနေကြောင်း၎င်းကဆက်လက်ပြောပါရယ် ALP မှာမွတ်စလင်လူငယ်တွေပါတော့ပါတယ်ဒါပေမဲ့နေပါတယ်ရခိုင်တွေကပုံများပါတယ်စစ်ကောင်စီကတော့မွတ်စလင်တွေကိုအထူးစစ်မှုတန်းခေါ်ယူနေတာ ALP မှာတပ်သားအချို့ကိုစစ်ကောင်စီရှေ့တန်းကိုပို့ပေးတယ်လို့သိရတယ်အထူးကြောက်ဖြူစစ်မျက်နှာပြင်လို့ပြောတယ်ဒါကြောင့်စိတ်မပါပဲဝင်သွားကြတဲ့လူငယ်တချို့အခုစစ်တွေမျိုးထဲမှာတင်းရှောင်နေကြတယ်။တက်သေးပြတ်မသွားကြပဲထွက်ပြေးပုန်းနေကြတယ်။ရှေတန်းအဖို့ခံရမှဆိုလို့ထွက်ပြေးနေကြတာ။ရှေတန်းဖို့ခံရတဲ့သူတေတာများတယ်ဟုဆိုပါတယ်။ ဒေါ်စောမြရာစာလင်ဦးဆောင်သော ALP သည်အာနာသိန်းစစ်ကောင်စီနှင့်ငြိမ်းချမ်းရေးယူထားသောရခိုင်တပ်ကူဖြစ်ပြီးစစ်ကောင်စီထိန်ချုပ်ရာစစ်တွေမျိုးတွင်ရုံးအခြေစိုက်ထားပါသည်။ ALP သည်စစ်ကောင်စီနှင့်တူစစ်တွေမျိုးတွေကပြည်သူများအားအတင်းအာဓမစစ်သားစုဆောင်ကတပ်အင်အားကိုတိစောက်နေပြီးစစ်တွေမျိုးအားဝန်းရံထားသောအာရခတပ်တော် AA ကိုလည်းပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်းသိရပါသည်။ ဆလပီ TNL စုတ်ခွာမဲ့မျိုးများကို PLA အပါဝင်ဒေါ်လာရေးတပ်ပေါင်းစုက အစွမ်းကုန်ကောက်ွဲသွားရန်ပြင်ဆင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တောင် TNL စုတ်ခွာမဲ့မျိုးများကို PLA အပါဝင်ဒေါ်လာရေးတပ်ပေါင်းစုကအစွမ်းကုန်ကောက်ွဲသွားရန်ပြင်ဆင်ထားကြောင်း PLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ TNL ကအောက်တိုဘာလ29ရက်နေ့တရုတ်ဤချောင်းဝင်စစ်ဆန်မှုဖြင့်စစ်တပ်နှင့်အပြစ်ခတ်ရဲစဲလိုက်ပြီးမိုးကုံနှင့်မိုးမိတ်မျိုးများမှစုတ်ခွာမည်ဖြစ်ကြောင်းတရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ ် DNL စုတ်ခွာသွားရင်လေကျမတို့ PLA တို့မန္တလေး PDF တို့မိုးကုတ်ဖြူဟာတို့တခြားတပ်တွေရှိတယ် APSDF တို့ရှိတယ်တပ်တွေတခြားတပ်ပေါင်းစုတွေကတော့အစွမ်းကုန်ကောက်ွက်သွားမှာပါဒါပေမဲ့တကယ်လို့မြို့တဲကိုသူတို့ဝင်သွားပြီးကိုဘက်ကမကနိုင်လို့ဝင်သွားခဲ့ပြီဆိုရင်တော့သူကတော့ထုံးစံအတိုင်းရန်သူတပ်ကတော့အစိုးမရဘူးဆိုတော့သူတို့မီးရှို့ရင်လည်းရှို့မယ်ဖြတ်ရင်လည်းဖြတ်မယ်ဆိုတော့အဲ့ဒီအနေရကိုကြည့်ပြီးတော့အချို့လဲရွှေ့တဲ့ပြောင်းတဲ့လူတွေအနေနဲ့ရွှေ့ပြောင်းထားရင်လည်းမမှားဘူး ။နောက်ပြီးတော့လေဝိုင်းတိုင်းမဲ့အဖွဲတွေ၊ကောက်ခွဲပေးမဲ့အဖွဲတွေကိုလေစိတ်တက်ပိုင်းအရာရောငွေချေးပိုင်းအရာရောဝိုင်းပြီးစောင့်ရှောက်ပေးဖို့၊ကူညီပေးဖို့နောက်ပြီးတော့အဲဒီလောက်အထိလေအရန်စိုးရင်ကြောက်လန့်မနေကြဘူး။မိဘပြည်သူတွေကိုတိုက်တွန်းချင်ပါတယ်ဟု PLA တရင်နှစ်ပြန်ကြားရေးတာဝန်ရှိသူကပြောကြားပါတယ်။ TNL တက်ကလက်လွတ်ဆုတ်ခွာရန်ရှိနေသည့်မိုးကုတ်မြို့နှင့်မိုးမိတ်မြို့ပေါ်သို့အကြံဖက်စစ်ကောင်စီတက်ကမြို့ထဲသို့သတင်းပေးများဆေလွတ်ထားပြီးပြပိတ်ချင်းမြို့နယ်ဘက်မှအခွင့်ရောက်ရန်စတင်လှုပ်ရှားနေကြောင်း မိုးကုတ်မျိုးနဲ့မိုးမင်းမျိုးတို့မှ TNL တပ်များစုခွာသွားမည်ဟုကြေညာပြီးနောက်ရှင်းမျိုးနှမျိုးကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ရဲ့အတွက်ဂျိုးစားဆောင်ရွက်လျက်ရှိရာပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့အသီးတီကလည်းရှင်းမျိုးများကိုအစွမ်းကုန်ကောက်ွယ်သွားမည်ဖြစ်ကြောင်းအသီးတီထုတ်ပြန်ကသတိပေးထားပါတယ်။မိုးကုတ်မျိုးတို့မိုးမင်းမျိုးတို့မှတော့မျိုးတွေပေါ်မှာစီးရေလှရှာတာမရှိသေးဘူး။ဖော်တော်လန်းစုံမှာပဲတိုက်ပွဲရှိသေးတာ။နောက်ပြီးတော့တွင်းငယ်နာတွေတတက73နာတွေမှာတော့တိုက်ပွဲလေးတွေဂျိုးချာဂျိုးချာဖြစ်တဲ့ သူတို့ကချုံနဲ့ချတာလေရင်နဲ့ချတာတွေရှိတယ်အတိကကတော့ဖော့တော်လန်းစုံဘက်ကိုအသေးအတန်ထိုးနေတာအရင်ကခွနမိုင်းခွနမိုင်းကလည်းသူတို့ရသွားပြီဆိုတော့ဖော့တော်လန်းစုံမှာတော့အပြန်အလှန်တိုက်ခိုက်နေကြတယ်နောက်ပြီးတော့ကြောက်ကြီးဘက်တွေမှာလည်းကထားတာတွေရှိတယ်စခတွေကအဲ့ဒီဘက်မှာလှုပ်ရှားနေတာပေါ့မိုးမိတ်ဘက်ကျတော့တွင်းငယ်ဘန္နာတတ်တက်က73နာလှုပ်ရှားတယ်ဟု PLA သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကဆိုပါတယ်အကြံဖတ်စစ်တပ်ကသပိတ်ချင်းမြို့နယ်အတွင်းရှိအမှတ်73တပ်မတော်တပ်မြင့်တင်တဲ့အကြောင်း တပ်တက73တွင်မိုးကုတ်မြို့မိုးမိတ်မြို့နှင့်အခြားမြို့များမှစုခွာလာသည့်စစ်သားများကိုစုဖွဲ့ထားသည့်စစ်မှုရန်တပ်သားတင်များကိုလည်းတင်နန်းပေးကတိုက်ပွဲဖြစ်ပွားရာနေရာများကိုစစ်ကူလက်နက်ခဲယံများပို့ဆောင်နေကြောင်းအလားတူမိုးကုတ်မြို့နှင့်မိုးမိတ်မြို့ပေါ်တို့တွင်သတင်းပေးမိသူများဆေလွတ်ထားကြောင်းသိရပါသည်တတက73မှာကမိုးကုတ်မိုးမိတ်ကပြေးသွားတဲ့သူတွေရောတပိတ်ချင်းနဲ့တခြားတပ်တွေကပြေးတဲ့သူတွေရောအဲ့ဒီမှာစုတဲ့နောက်ထပ်ပါစတွေကိုတင်တန်းတွေပေးအင်အားစုပြီးတော့အဲ့ဒီကနေတက်ကူတွေရိတ်ခါတွေ လူတွေခရမ်းတွေတတက73တဲ့ကနေပြန်ပို့ပြီးတော့တိုက်တာတွေရှိတယ်။အဲ့ဒီနာမှာပဲထောက်လျှောက်လှူရှားနေတာ။မိုးကုတ်မိုးမိတ်ဘက်မှာတော့စေးအေးလှူရှားတာမျိုးမရှိသေးပါဘူး။ဒါပေမဲ့ဒလန်တွေရှိတယ်။ဒလန်တွေမျိုးတွေလှုပ်ထားတာရှိတယ်။မျိုးပေါ်မှာကြံနေတဲ့သူတို့လူတွေရောနောက်ထပ်ပုံစံမျိုးစုံနဲ့လှုပ်ရှားတာတွေရှိတယ်။တန်းနဲ့လှုပ်ရှားတာတွေတော့မရှိသေးဘူးဟု PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကရှင်းပြပါဗျ။လက်ရှိအချိန်တွင်ပြည်သူ့လူမျိုးရေးတပ်မတော်အနေဖြင့်သက်ခိုင်းတိုင်းမကွေးတိုင်း မန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တနင်္သာရီတို့တွင်မှမဟာမိတ်များနဲ့ပူးပေါင်းကစစ်အုပ်စုကိုတိုက်ခိုက်လျက်ရှိပြီးစစ်ဒေသအသီးသီးတွင်စစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးအတွက်အကြမ်းဖက်စစ်အုပ်စုကိုအလဲထိုးနိုင်ရန်တိုက်ပွဲဆင်နေခြင်းဖြစ်ကြောင်း၂၀29စစ်စင်ရေးနှစ်နှစ်ပြည့်ထုတ်ပြန်ချက်တွင်အတည်ပြုထားပါသည်။ဆက်လက်ပြီးပေါင်းမြို့နယ်တွင်စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကပြည်သူ့နှုတ်ကိုဖမ်းဆီးတပ်ဖြတ်ပြီးခြေရွာများကိုစစ်ကြောင်းထိုးမီရှို့နေ၍တောင်းနေချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရတဲ့ဆိုတဲ့တဲ့ရင်ကိုထင်ဆက်ပြီးတော့မှဖြစ်ပါသည်။ မကွေးတိုင်းပေါ့မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူ့နှုတ်ကိုဖမ်းဆီးတပ်ဖြတ်ပြီးကျေးရွာများကိုစစ်ကြောင်းထိုးမီရှို့နေ၍တောင်းနေချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းပေါ့မြို့နယ်လူသားစာနာဌာနမှတာဝန်ရှိသူနှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘာလ29ရက်နေ့တွင်အချမ်းဖက်စစ်တပ်ကပါစာ22မှာထွက်လာသောတမကူဆက်ကူလက်အောက်ခံတရင်တရာကို439ဆက်လေးတို့ပူပေါင်းထားသောအင်အား300ကျော်ပါစစ်ကြောင်းသည် ရိုးကြီးရွာအနောက်ဘက်တွင်ရှားဖင်ရှိရွာမိုးကောင်းချောင်းမှအသက်30ကျော်အရွယ်ကိုရွှေမင်းနှင့်ရိုးကြီးတော်မှအသက်40အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရပါသည်။ထိုစစ်ကြောင်းသည်အော်တိုဘာလ31ရက်နေ့တွင်ပသိမ်မုံရွာလမ်းပိုင်းကိုရောက်ရှိလာပြီးနောက်ရှင်းနေနေတဲ့အစောပိုင်းတွင်ချက်ကန်ရွာစတင်ကျောင်းကိုစတင်ဝင်ရောက်ခဲ့ကြောင်းထိုနောက်အကျန်းဖက်စစ်သားများကရှင်းနေတဲ့အစောပိုင်းမှာစတင်ပြီးခြေရွာများအတွင်ပြည်သူပိုင်နေအိမ်ခွနှလုံးခန့်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ ရင်းဆက်တောင်းသည့်နိုဝင်ဘာလ၁ရက်နေ့တွင်ချက်ကန်ရွာမှတဆင်ပင်တောင်ပြူစောထီရွာနှင့်ဓီရုတ်ကွင်းရွာပြူစောထီရွာကိုစစ်ကြောင်းနှစ်ကြောင်းခွဲ၍ထွက်ခွာသွားကြောင်းထို့နောက်နိုဝင်ဘာ၃ရက်နေ့တွင်ရင်းဆက်တောင်းသည့်ပြူစောထီများနှင့်ပူးပေါင်းကာအင်အား900ခန့်ဖြင့်စစ်ကြောင်း၃ကြောင်းခွဲပြီးခြေရွာများကိုထပ်မံစစ်ကြောင်းထိုးမိရှို့ဖျက်ဆီးနေကြောင်းသိရပါသည်။အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်ပေါင်းမြို့နယ်တွင်ရှိခြေရွာ၁၆ရွာမှအင်အားစု၃လောက်ကျော်ပြည်သူ၁၂၀၀ကျော်သည်ဘေးလွတ်ရာတောတောင်များအတွင်ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရပါသည်။ အခုထိုးနေတဲ့စစ်ခွေးတွေကအော်တိုဘာလကလေးကကပ္ပစ22တဲကချွတ်လာတဲ့ကောင်တွေပါအဲကောင်တွေပဲဒေသခံဖြူစောထီထွေနဲ့ပူပေါင်းပြီးစစ်ကြောင်းထိုးနေတာအခုတိန်းရှောင်နေရတာပြည်သူတောင်းနဲ့ချီတယ်အကုန်လုံးဘေးလူရကိုထွက်ပြေးနေရတယ်ရွာတွေကိုလည်းဇက်တိုက်ကိုဝင်ရောက်စီးနေနေတာဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်ခစ်တဲ့မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေနောက်နေ့တွင်မှလည်းသတင်းတို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ် အဆုံးထိကြိရှိအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။